င်္ဂလာပါ CNI သတင်းဌာနရဲ့2025ခုနှစ်မေလ2ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကြောင်းအနေကတော့တရုတ်အနေနဲ့ဘင်္ဂလီတွေကိုရက်ခိုင်ပြည်နယ်အတွင်းတိကျလွတ်လပ်တဲ့ကိုပိုင်နယ်မြေဖြစ်ပေါ်လာရေးအပေါ်တစုံတရာမှတ်ချက်ပေးမယ်ဆိုရင်နိုင်ငံရေးအရာကြီးမားတဲ့အမှားဖြစ်သွားနိုင်တယ်လို့တင်နကမဟာဗျူဟာလေ့လာရေးအဖွဲ့ကဒရိုက်တာဦးသိန်းထွန်းကပြောဆိုလိုက်တဲ့သတင်း Hezbollah အဖွဲ့ကိုလက်နက်ဖြတ်သိမ်းမှုအစ္စရေးကဖိအားပေးခဲ့တဲ့ဆိုတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင် သတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့တရုတ်အနေနဲ့ပင်ကလေးတွေကိုရခိုင်ပြည်နယ်အတွင်းတိကျလွတ်လပ်တဲ့ကိုပိုင်နယ်မြေဖြစ်ပေါ်လာရေးအပေါ်တစုံတရာမှတ်ချက်ပေးမယ်ဆိုရင်နိုင်ငံရေးအရာကြီးမားတဲ့အမှားဖြစ်သွားနိုင်တယ်လို့တင်နကမဟာဗျူဟာလေ့လာရေးအဖွဲ့ကဒရိုက်တာဦးသိန်းထွန်းကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်တရုတ်ကွန်မြူနတီပါတီအနေနဲ့ဘင်္ဂလီတွေကို ရခိုင်ပြည်နယ်အတွင်းတိကျလွတ်လပ်တဲ့ကိုပိုင်နေမြေဖြစ်ပေါ်လာရေးတစုံတရာမှတ်ချက်ပေးမယ်ဆိုပါကနိုင်ငံရေးအရကြီးမားတဲ့အမှားဖြစ်သွားနိုင်တယ်လို့တင်နကမဟာဗျူဟာလေ့လာရေးအဖွဲ့မှဒရိုက်တာဦးသိန်းထွန်းက CNN တင်ဒင်းဌာနကိုပြောပါရယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကအတိုက်ခံပါတီတစ်ခုဖြစ်တဲ့ဂျမအီအစ္စလာမစ်ပါတီဟာဧပြီ28ရက်ကဒီယိုကွန်မြူနတီပါတီမှကိုယ်စားလှယ်နဲ့တွေ့ဆုံခဲ့တာပါအဲ့ဒီတွေ့ဆုံမှုမှာတော့ရခိုင်ပြည်နယ်အတွင်းမှာဘင်္ဂလီလူမျိုးတွေအတွက်တိကျလွတ်လပ်တဲ့နိုင်ငံတစ်ခုသတ်မှတ်ပေးဖို့ တရုတ်ကထောက်ခံတိုက်တွန်းပေးဖို့ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီဆွေးနွေးမှုမှာတရုတ်ဘက်ကစုံတရာမှတ်ချက်ပေးခဲ့မှာမဟုတ်ဘဲဂျမားယီအစ္စလာမစ်ပါတီရဲ့ဆွေးနွေးမှုတွေကိုသာနားထောင်ခဲ့ပြီးပြန်လာတဲ့အနေအထားရှိကြောင်းအဲ့ဒီကိစ္စအပေါ်တရုတ်ကမှတ်ချက်ပေးလိုက်မယ်ဆိုပါကအကြီးမားဆုံးနိုင်ငံရေးဆိုင်ရာအမှားဖြစ်သွားမယ်လို့တင်နကမဟာဗျူဟာလေ့လာရေးအဖွဲ့မှဒရိုက်တာဦးသိန်းထွန်းက CNN သတင်းဌာနကိုပြောပါရယ်။ဒီတော့ခုနကပြောကြတယ်ဒီမှာစတုံးတဲ့ဒုညာဆွဲကြည့်တဲ့ဒီစာပြီး ကျွန်တော်တို့ဘက်ကလက်ခံထားတဲ့အပိုင်းမဟုတ်ဘူးကျွန်တော်တို့မြန်မာနိုင်ငံမှာရှိရတဲ့တက်ကံတာကိုပြင်လာလို့ဖြစ်တယ်အဲ့တော့အတုံးလုံးပြဿနာကစလို့ကျွန်တော်တို့ကပြင်းကြရတယ်အများကြီးရှိတယ်အဲ့တော့သူတို့ကဒီနိုင်ငံနဲ့ဒီနိုင်ငံမှာတွေ့လာလို့ဆိုတာကနိုင်ငံတစ်ခုရဲ့ရရှိချင်းတုံးတဲ့ဘဝဒါနဲ့နာရှိတာအနာရောအကြီးမားဆုံးလာပြီးခေါ်တာမျိုးဖြစ်တယ်အဲ့တော့အဲ့ဒါမျိုးကိုတော့ကျွန်တော်ရှင်းပါတယ်ဒီလိုလုပ်မှာမဆိုတက်ကလည်းဒီမားလေးခါလည်းရလို့ရတာသူတို့တူတူဆိုင်ကြည့်တဲ့ပုံစံမျိုးတွေတုံးတတ်ပါတယ်။တွားပြီးတော့ဒါကိုတန်အောင်တော့လိုက်ရရင်တော့သူ့ရဲ့ အကြီးမားဆုံးမှာတဲ့နိုင်ငံကြီးဆိုင်ရာမှာဖြစ်ပါလိမ့်မယ်။ဆိုတော့ဒါကတော့သူတို့သဘောထားအရတော့သူကတော့ပြောတဲ့ဟာကိုနားထောင်ပြီးတော့ပြန်လာလို့ဆောက်လုပ်ကြတာဖြစ်နေတယ်။ဒီနံပါတ်လို့အဲ့တော့သူကဒါမှမရှိမှာမဟုတ်သူတော်လည်းခုနပြောလို့ဒီနေ့လေးကပါပြီးဆက်လုပ်နေချင်တာတော့ဆက်လက်ဆောင်ကြည့်ရမယ်နေသားပါ။အရေးကြီးဆုံးကကျွန်တော်တို့ရဲ့ဒီနိုင်ငံမှာကန်ဆွထားတဲ့မူဝါဒနဲ့အပြပပြောလာတယ်ခုနပြောတဲ့နိုင်ငံကပြားလို့ဖြစ်ပြီးအဲ့တော့စီးပွားရေးချက်တွေဒါပဲဖြစ်ဖြစ် ကိုယ်နိုင်ငံရဲ့လူသားအကျိုးစီးပွားနဲ့လူသားလည်းမျိုးမှမတူဘူးလို့ကျွန်တော်ဆိုဖြစ်တယ်။ဂျမားအီအစ္စလာမစ်ပါတီဟာဝန်ကြီးချုပ်ရှိခ်ဟာစီနာ အစိုးရလက်ထက်ကတရားစွဲဆိုခံခဲ့ရပြီး2014ခုနှစ်ကစပြီးရွေးကောက်ပွဲဝင်ခွင့်မရဘဲနဲ့ပိတ်ပင်ခံခဲ့ရတဲ့ပါတီတစ်ခုဖြစ်ပြီးအမေရိကန်လူလာသူမိုဟာမက်ယူနိုဦးဆောင်တဲ့ဂျာပြက်အစိုးရအဖွဲ့လက်ထက်တက်လာပြီးတဲ့နောက်မှာတော့ဆွဲဆိုထားတဲ့အမှုတွေကိုရုပ်သိမ်းပေးကပါတီထူထောင်ခွင့်ပြန်လည်ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးရခိုင်ပြည်နယ်အတွင်းဘင်္ဂလီလူမျိုးတွေအတွက် တိစားလွတ်လပ်တဲ့နေမြေတစ်ခုသတ်မှတ်ပေးဖို့ဆွေးနွေးတောင်းဆိုမှုဟောင်းမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါးတဲ့ပြောဆိုချက်ဖြစ်တဲ့အတွက်မြန်မာနိုင်ငံအနေနဲ့လက်မခံကြောင်းနဲ့ရှုံချကန့်ကွက်ပါကြောင်းနတ်ဆက်ကက CNN သတင်းဌာနကိုပြောပါတယ်မြန်မာနိုင်ငံဟာဘင်္ဂလီတွေပြန်လည်လက်ခံရေးနဲ့ပြန်လည်ထောက်ပံ့ရေးအစီအစဉ်နဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးတူဝင်ကြီးနဲ့မြန်မာနိုင်ငံနိုင်ငံသားရေးတူဝင်ကြီးတို့ဟာတရုတ်နိုင်ငံကုမင်းမျိုးမှာတွေ့ဆုံဆွေးနွေးခဲ့ကြောင်းပဋိပက္ခတွေဖြစ်ပွားချိန်မှာရပ်တန့်သွားခဲ့တာဖြစ်ကြောင်းနတ်ဆက်ကကပြောပါတယ် ရခိုင်ပြည်နယ်မြောက်ပိုင်းကိုထိန်းချုပ်ထားနိုင်တဲ့အေအေတော်၎င်းလက်စကားတို့တော်၎င်းဘင်္ဂလားဒေ့ရှ်နဲ့တပ်တမန်အရာတာမကနိုင်ငံရေးအရာပါဆက်ဆက်မှုတွေရှိကြတဲ့အတွက်နိုင်ငံရေးအရာဖြည့်ရှင်းနိုင်ပါကအကောင်းဆုံးဖြစ်တယ်လို့ရခိုင်မျိုးသားပါတီ ANP မှမူဝါဒရေးရာဦးဆောင်ကော်မတီဝင်ဦးထွန်းအောင်ကျော်က CNN သတင်းဌာနကိုပြောပါတယ်ကျွန်တော်တို့ကတော့မြန်မာနိုင်ငံအနေနဲ့ဒါအာအဖိအင်းဒီမဲရှိတဲ့နိုင်ငံတကာနိုင်ငံဖြစ်ပါတယ်အဲ့ဒီတော့ဒီတိစ္ဆာ နိုင်ငံကြီးအရဖြစ်ရှင်းကြတဲ့အခါဟိုနိုင်ငံကြီးကြီးအကန္တမနီးရအော်ဒီချင်းမှန်ရတာတော့အကောင်းဆုံးပါပဲအခုကျွန်တော်တို့နေ့လိုက်ကြည့်ရတော့တော့ကျွန်တော်တို့မြန်မာနိုင်ငံကတာဝန်ရှိတဲ့ပုံပုံတွေအထူးသဖြင့်ဒါအခုရခိုင်နောက်ပိုင်းမှာမြန်မာအအခြေချပြန်နဲ့ဟိုဟိုချင်းချုံနိုင်တဲ့ဒါအရေး ULA အဖွဲ့ကြီးရတဲ့ဟိုဒီမတ်ဒီစတန်ဒါဆက်ဆံရတဲ့အခါနိုင်ငံကြီးအရာ ဟိုဆွဲခံနေတယ်လို့ပဲကျွန်တော်တို့တတိယမှာသိရတယ်အဲဒါဒီဒီမှာနိုင်ငံရဲ့တာဝန်ရှိတဲ့ဟိုအစိုးရတွေကအစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေကလည်းဇန်တပါဒီဒီအရာဥပဒေနဲ့အညီပဲဆောင်ရွက်နေတာကိုပြရပါတယ်ဆိုတော့လည်းဒါဟိုအထက်ဒီအင်အားစုတွေကလည်းဘလို့ရှေ့ဆက်ပြီးတော့ဘလို့ဖိအားပေးပြီးတော့ဆောင်ရွက်လာမယ်ဆိုတာကတော့ကျွန်တော်တို့ဒီနိုင်ငံရေးပါတီအနေနဲ့ကတော့ ပါချက်ချက်ဝင်တဲ့ခိုင်ခိုင်မာမာချေချေပြမြလက်ခံရရှိရှိမရှိတဲ့အတဲတော့အကြည့်ကြကျွန်တော်တို့မပြောနိုင်ဘူးအတက်နဲ့ချုံကားတော့ဘယ်ကိစ္စကိုမဆိုနိုင်ငံကြီးအရာဖြစ်ရှိနိုင်တာဟာအတော်ဆုံးနဲ့ဒါအရင်ကဆုံးဒါဟိုအနည်းဆုံးနဲ့အကောင့်ဆုံးဖြစ်ခြင်းမျိုးလိုပဲကျွန်တော်တို့အနည်းနဲ့အဲ့လိုပဲဟိုဖြစ်ရှိနေကြမှာလဲဖြစ်ရှိနေမှာလဲခင်ဗျာလက်ရှိမှာမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်အကြားဘင်္ဂလီဒုက္ခသည်တသိန်း၈၀၀၀ကိုပြန်လည်လက်ခံဖို့သဘောတူထားကြကောင်း မြန်မာနိုင်ငံအနေနဲ့ဘင်္ဂလီဒုက္ခသည်တွေကိုစီးရင်တက်ဆိုင်စစ်စစ်ပြီးပြန်လည်လက်ခံမယ်ဆိုတဲ့အခြေခံမူဝါဒရှိကြောင်းလည်းနှဆက်ကကပြောကြားထားပါတယ်။ဒါကြောင့်ဒုက္ခသည်တွေပြန်လည်ဝင်ရောက်နေထိုင်နိုင်ဖို့အတွက် လုံလောက်တဲ့အဆောက်အုံတွေကိုလည်းတရုတ်နိုင်ငံရဲ့အကူအညီနဲ့တိစောက်ပြီးဖြစ်ကောင်းနိုင်ငံတကာတန်တမန်တွေကိုလည်းရှင်းလင်းပြသပြီးဖြစ်တယ်လို့သိရပါတယ်။ နောက်ထပ်တင်ပြတဲ့ပုံအနေနဲ့7 EO Alliance ဥဆောင်အစည်းအဝေးမှာ Federal Democracy အသွင်ကူးပြောင်းရေးကြားကလာအစိုးရတခုကိုဖွဲ့စည်းနိုင်မှုအတွက်ဆွေးနွေးခဲ့ကြတယ်လို့အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကျော်ညွန့်ကပြောဆိုလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့အကျပ်တဲကိုကြော်လာနိုင်ဖို့ Federal Democracy အသွင်ကူးပြောင်းရေးဂျာကာလာအစိုးရတခုကိုဖွဲ့စည်းနိုင်ဖို့ဆွေးနွေးခဲ့တယ်လို့ 7EU Alliance အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူပိုမိုဂျီစောကျော်ညောက CNN သတင်းဌာနကိုပြောပါရတယ်။တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစေးရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတယ်။တိုင်းဒေသနဲ့ကိုင်အဖွဲ့စည်းခုနှစ်ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ 7EU Alliance ရဲ့ဦးဆောင်အစည်းအဝေးကို2025ခုနှစ် April 29ရက်နေ့30ရက်တွေမှာကျင်းပခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးမှာ Federal Democracy အသွင်ကူးပြောင်းရေးဆိုင်ရာအချက်၅ချက်ကိုဆွေးနွေးချမှတ်နိုင်ခဲ့ကြောင်းဂျာကာလာအစိုးရ တစ်ခုကိုဖွဲ့စည်းနိုင်မှုဆွေးနွေးခဲ့တယ်လို့ 7EO Alliance အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကျော်ညွန့်က CNN သတင်းဌာနကိုပြောပါရယ်။ ်မြေတားစီဝီမှာတော့အကြောင်းအရာတွေတော်တော်များများဆုံလင်းတယ်လို့ဆွေးနွေးတဲ့ကဏ္ဍတရားလည်းတော်တော်မြင်လာပါတယ်အဲ့ဒီထဲမှာကျွန်တော်အနေနဲ့ဟိုစာပို့လေကျွန်တော်တို့7 EU ဝန်ဆိုင်အနေနဲ့ထင်တာမြင်တာရှိတဲ့ကျွန်တော်တို့ရဲ့ခံရွက်ချက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့အနေနဲ့ဒီလက်ရှိပြပေါ်နေတဲ့နိုင်ငံရဲ့အကျတဲကိုကြော်လွားမှုဆိုရင်ဒိုင်းကလုံနေတာတက်စတိုင်ပေါ့လေဒီစဉ်တစ်ခုတော့စာမမှုပြင်တာပေါ့ဒီ Federal Democracy အတွင်ကူပြောင်းရေးအစီအစဉ်ပေါ့အစီအစဉ်တိကတနိုင်ငံလုံးအကြီးရ ါမယ်အစီအစဉ်နဲ့ကတော့ဒီကက်ဆန်သက်ပြီးအားလုံးကနေပြီးတော့ဖက်ဒရယ်ဒီမိုကရေစီကိစ္စရပ်ကိုကျွန်တော်တို့ဆွေးနွေးကြမယ်ဆိုတာကိုတတိကိုပြုဖို့လိုအပ်တယ်အစီအစဉ်ဆုံးကတော့ဒီဖက်ဒရယ်ဒီမိုကရေစီအပြင်ကူပြောင်းရေးဓာတ်ကာလအစိုးရတစ်ခုကိုဖွဲ့စည်းဖို့လိုအပ်တယ်အစီအစဉ်ကြီးကတော့ချုပ်ပြောလိုက်မယ်ဆိုရင်တော့ဖွဲ့စည်းဖို့အချိန်ဥပဒေရေးဆွဲမယ်အစီအစဉ်ငါနောက်ဆုံးကတော့ဒီကော့ဘွယ်ကျင်းပမှာပေါ့ဗျာခုနကအပြည့်စုံပြောမယ်ဆိုရင်တော့လေခုနကထွက်ပေါ်လာတဲ့ဖွဲ့စည်းဖို့ 時間唔理咩年，定年老，想做啲下啲，如果為錢吧，冇事㗎，一啲一啲啲，難估好多，成日都吹唔完，出埋嚟做乜嘢都係咁啦。 7 EU Alliance ဟာအချက်၅ချက်ကိုဆွေးနွေးချမှတ်ခဲ့ကြောင်းသိရပါဗျ။အဲ့ဒီအချက်တွေမှာ1တနိုင်ငံလုံးအပြည့်ရဖို့2သက်ဆိုင်သူတွေအားလုံး Federal Democracy ထူထောင်ရေးဆွေးနွေးကြဖို့3 Federal Democracy အတွင်ကုပြောင်းရေးကြားကာလအစိုးရဖွဲ့စည်းဖို့4ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့5ရွေးကောက်ပွဲကျင်းပဖို့စတဲ့အချက်တွေဖြစ်ပါတယ်။အဲ့ဒီဆွေးနွေးချက်တွေကို7 EU Alliance က Thai ASEAN အပါအဝင်ပြည်တွင်းလက်နက်ကိုင်တွေနိုင်ငံရေးပါတီတွေအရက်ဖက်အဖွဲ့အစည်းတွေကိုပြည်ပို့သွားမှာဖြစ်ကြောင်းသိရပါဗျ။ကြားကာလအစိုးရတစ်ခုကိုဖွဲ့စည်းနိုင်မှုဆွေးနွေးချက်ကိုပုံဖော်ဖို့လုပ်ဖို့ကိုင်ပတ်တွေကြားမှာသဘော တူညီချက်ရဖို့လှုံ့ဆော်ရမှာဖြစ်ကြောင်းအဲ့ဒီဆွေးနွေးချက်ကိုလက်နက်ကိုင်အဖွဲ့အစည်းတွေလက်ခံနိုင်မှုညှိနှိုင်းပြီးတဖြည်းဖြည်းရှေ့တိုးရမှာဖြစ်တယ်လို့ NCA ထုတ်ထားတဲ့ပိုးမျိုးသားလက်မြောက်ရေးအဖွဲ့ချုပ် PNLO SAS ကဥက္ကဋ္ဌဘုံမူကြီးခွန်ကာက CNN သတင်းဌာနကိုပြောပါရတယ်။ ကြာကာလပဲခေါ်ခေါ်အခုကြောင်းရေးကာလပဲခေါ်ခေါ်ပါဗျာအဲ့ဒီမှာအဖွဲတစ်ဖွဲရှိရမယ်တော့ကျွန်တော်တို့ချမှတ်ရတာတော့ကြာပါပြီဟိုးကျွန်တော်တို့ဒီလမ်းပြမြေပေါ်စလောက်ခဲဟိုက NC ထိုးပြီးတဲ့ဟိုကကျွန်တော်တို့ကချထားတာဖြစ်တယ်အဲတိုးတော်လည်းပဲဒီတစ်ဖက်ကလက်မခံနိုင်သေးဘူးပေါ့ဗျာ NDC PNC လို့ပါတော့လက်မခံသေးတာတွေပါတွေ့ရတဲ့ခါကျတော့ကျွန်တော်တို့လည်းပဲကို position ကကိုပေါ့ဒါမဲ့ဆွနေတဲ့ခါကျတော့ဆွနေပွဲဝင်တဲ့ခါကျတော့အေး agenda ကမရောက်ဘူးဗျာဘာကြောင့်လဲဆိုတော့တစ်ဖက်ကလက်မခံတဲ့အတွက်ဖြစ်ပါ ါတယ်ဆက်ခဲတော့များပါတယ်ဒီဟာတော့အဲ့ဒီအချက်ကိုပုံဖော်ဖို့ကပထမက ကိုလှုပ်ဖို့ကန်ပက်တွေကြားမှာပဲအရင်သဘောတူချက်ရအောင်လုပ်ရမှာပေါ့ကိုအချင်းချင်းမှာဒီဇာကာလသူဒီမဟုတ်ကုပြောင်းရင်းကာလသူရဖွဲ့ရှိရမယ်ဆိုတဲ့ idea ကိုလက်ခံတဲ့ဥပမာမြောက်ပိုင်းခုနှစ်ဖွဲ့လက်ခံမလားတောင်ပိုင်းကဒီ2စီတို့ဘာတို့ကလက်ခံမလားဟောလားအဲ့ဒါတွေကိုကျွန်တော်တို့အရင်ညှိပြီးတော့မှတစ်ပြေးတစ်ပြေးအစ်တူဝမကိစ္စလို့ယူဆပါတယ်ခင်ဗျ ဖက်ဒရယ်နဲ့ဒီမိုကရေစီကိုအခြေခံတဲ့ပြည်ထောင်စုကိုတည်ဆောက်ဖို့အားလုံးကလက်ခံထားပြီးဖြစ်ကြောင်းလက်ရှိပုံမှန်အခြေအနေမဟုတ်တဲ့နိုင်ငံရေးအခွင့်အရေးအောက်မှာအတွေးခေါ်တဲ့ယူဆချက်အစ်စ်တွေဖြစ်လာနိုင်ပေမယ့်ပြည်ထောင်စုအကျိုးကိုရှေ့ရှုကထိတွေ့ဆက်ဆံနိုင်မယ်ဆိုရင်ညှိနှိုင်းအပြေရှားလို့ရမှာဖြစ်ကြောင်းစီးရင်းနဲ့နိုင်ငံရေးကိစ္စတွေကတုံ့တက်ကြပါတယ်7 EU Alliance အဖွဲ့ရဲ့အစည်းအဝေးမှာရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS မွန်ပြည်သက်ပါတီ NMSB ပိုးမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNL ရခိုင်ပြည်လူမျိုးရေးနဲ့ညီညွတ်ရေးတပ်မတော် ALPR လာဟုဒီမိုကရက်တစ်အစည်းအရုံး LDU ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် င် KBA ၊ကရင်မျိုးသားအစည်းအရုံး၊ကရင်မျိုးသားလူမျိုးရေးတပ်မတော်ညီညွတ်ရေးကောင်စီ KNU KNL PC တို့တက်ရောက်ခဲ့ကြပါတယ်။အဒီနောက်အစည်းအဝေးမှာလက်ရှိပြည်ထောင်စုအတွင်းရင်ဆိုင်ကြုံတွေ့နေရတဲ့နိုင်ငံရေးအခြေအတဲကိုကြော်လွားနိုင်မှုအတွက် 7EO Alliance ကချမှတ်ထားတဲ့ Federal Democracy အတွင်းကူးပြောင်းရေးအစီအစဉ်ကိုပြန်လည်တုံ့သက်ပြင်ဆင်နိုင်ခဲ့ကြောင်း 7EO Alliance ကထုတ်ပြန်ခဲ့ပါတယ်။ ပင်လီလူမျိုးတွေအတွက်တီးကြလွတ်လပ်တဲ့နေမြေတစ်ခုတတ်မှတ်ပေးဖို့ဆွေးနွေးတောင်းဆိုမှုကိုမြန်မာနိုင်ငံအနေနဲ့လက်မခံကြောင်းနဲ့ရှုံချကက်ကွန်ကြောင်းနာဆာကကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကအတိုက်ခံပါတီတစ်ခုဖြစ်တဲ့ Jamaat Islamist Party ကရခိုင်ပြည်နယ်အတွင်းမှာဘင်္ဂလီလူမျိုးတွေအတွက်တရားလွတ်လပ်တဲ့နယ်မြေတစ်ခုတတ်မှတ်ပေးဖို့ဆွေးနွေးတောင်းဆိုမှုကိုမြန်မာနိုင်ငံအနေနဲ့လက်မခံကြောင်းနဲ့ရှုံချကန့်ကွက်ကြောင်း NASA ကက CNN သတင်းဌာနကိုပြောပါရယ်2025ခုနှစ် AP 29ရက်ကဘင်္ဂလားဒေ့ရှ်နိုင်ငံဓာကာမြို့ရှိ Hotel Westin မှာတရုတ်ကွန်မြူနီပါတီ CCP မှကိုယ်စားလှယ်တွေနဲ့ Jamaat Islamist Party ဗဟိုကော်မတီအဖွဲ့ဝင် ဒေါက်တာဆယက်အဗ်ဒူလေးမိုဟာမက်တာဟာဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံစဉ်ဘင်္ဂလီးဒီအတွက်တရားလွတ်လပ်တဲ့နယ်မြေတတ်မှတ်နိုင်ရေးတရုတ်ကထောက်ခံတိုက်တွန်းပေးဖို့ဆွေးနွေးခဲ့တာဖြစ်ပါတယ်။နာဆာကကဂျမအီအစ္စလာမစ်ပါတီဟာနိုင်ငံရေးအမျက်ထုတ်လို့မှုအတွက်တရုတ်ကွန်မြူနီပါတီနဲ့တွေ့ဆုံစဉ်ပြောကြားခဲ့မှုတွေဟာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါတဲ့ပြောဆိုချက်ဖြစ်တဲ့အတွက်မြန်မာနိုင်ငံအနေနဲ့လက်မခံကြောင်းနဲ့ရှုံချကန့်ကွက်ပါကြောင်းပြောကြားလိုပါတယ်လို့ပြောပါတယ်။မြန်မာနိုင်ငံဟာဘင်္ဂလီးဒီပြန်လည်လက်ခံရေးနဲ့ပြန်လည်ထောက်ပံ့ရေးအစီအစဉ်နဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးတူဝင်ကြီးနဲ့မြန်မာနိုင်ငံနိုင်ငံ င်ကြားရေးတူဝင်ကြီးတို့ဟာတရုတ်နိုင်ငံကုမင်းမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြောင်းပြည်ပခါတွေဖြစ်ပွားချိန်မှာရပ်တန့်သွားခဲ့တာဖြစ်တယ်လို့နာဆာကက CNN သတင်းဌာနကပြောပါတယ်။နာဆာကကမြန်မာနိုင်ငံအနေနဲ့ဘင်္ဂလီဒုက္ခသည်တွေကိုစည်ရင်တိုက်ဆိုင်စီစစ်ပြီးပြန်လည်လက်ခံမယ်ဆိုတဲ့အခြေခံမူဝါဒရှိပြီးဖြစ်တယ်လို့ဒုက္ခသည်တွေပြန်လည်ဝင်ရောက်နေထိုင်နိုင်မှုအတွက်လုံလောက်တဲ့အဆောက်အုံတွေကိုလည်းတရုတ်နိုင်ငံရဲ့အကူအညီနဲ့တည်ဆောက်ပြီးဖြစ်တာကိုနိုင်ငံတကာတန်တမန်တွေကလည်းရှင်းလင်းပြသပြီးဖြစ်တယ်လို့ပြောပါတယ်။လက်တလုံးမှာမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်အကြားဘင်္ဂလီဒုက္ခသည်တသိန်း၈၀၀၀ကိုပြန်လည်လက်ခံဖို့သဘောတူညီထားပါတယ်။ ရခိုင်ပြည်နယ်ကိုတည်ကြနိုင်ငံထူထောင်ပြီးဘင်္ဂလီရီအတွက်လွတ်လပ်တဲ့ပြည်နယ်တစ်ခုအဖြစ်သတ်မှတ်နိုင်ရေးတရုတ်ကတိုက်တွန်းပေးဖို့တောင်းဆိုခဲ့တယ်။ ဂျမအီအစ္စလာမစ်ပါတီဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရှိအစ္စလာမ်ဘာသာရေးအခြေခံနိုင်ငံရေးပါတီတစ်ခုဖြစ်ပါတယ်။အဲ့ဒီနိုင်ငံရေးပါတီဟာဝန်ကြီးချုပ်ရှေယာစီနာအစိုးရလက်ထက်ကတရားစွဲဆိုခံခဲ့ရပြီး2014ခုနှစ်ကစကရွေးကောက်ပွဲဝင်ခွင့်မရဘဲပိတ်ပင်ခံခဲ့ရပါတယ်။ရှေယာစီနာအစိုးရအဖွဲ့2024ခုနှစ်ဩဂတ်လကဖျောက်ချခံခဲ့ရပြီးနောက်အမေရိကန်လူလားသူမိုဟာမက်ယူနစ်ဦးဆောင်တဲ့ဂျားဖြတ်အစိုးရအဖွဲ့လက်ထက်တက်လာပြီးတဲ့နောက်ဂျမအီအစ္စလာမစ်ပါတီကိုစွဲဆိုထားတဲ့အမှုတွေကိုရုတ်သိမ်းပေကပါတီထူထောင်ခွင့်ပြန်လည်ခွင့်ပြုပေးခဲ့ပါတယ်။ ပင်ဂလီလူမျိုးတွေရာမြန်မာနိုင်ငံရခိုင်ပြည်နယ်အတွင်းရှိပူတီတောင်မောင်တော်ရတိတောင်မြို့နယ်တွေကိုစုစည်းပြီးလွတ်မြောက်နေပြီအဖြစ်ရရှိအောင်ကြိုးပမ်းလျက်ရှိပါတယ်။လက်ရှိမှာရခိုင်ပြည်နယ်အတွင်းမှာအရက်ကတက်တော်အေအေနဲ့မြန်မာတပ်မတော်ကြာ၎င်းပင်ဂလီလူမျိုးအရေးလှုပ်ရှားနေတဲ့လက်နက်ကိုင်တွေဖြစ်တဲ့အာစာ ISO AI တို့နဲ့အေအေကြာ၎င်းတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ CNN သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ ဟစ်စဘိုလာအဖွဲ့ကိုလက်နက်ဖြတ်သိမ်းဖို့အစ္စရေးကဖိအားပေးခဲ့တယ်ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ အစ္စရေဟာအပီ29ရက်ကလေဘနွန်နိုင်ငံဘီယုတ်မြို့တော်ရှိဟစ်ဘိုလာအဖွဲ့ရဲ့ဒုံးကျည်တိုးလောင်းတဲ့စစ်ရုံကိုလေကြောင်းတိုက်ခိုက်ခဲ့ပြီးဟစ်ဘိုလာအဖွဲ့ကိုလက်နက်ဖြတ်သိမ်းမှုဖိအားတွေပေးခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါတယ်။ဟစ်ဘိုလာအဖွဲ့အနေနဲ့လက်နက်ဖြတ်သိမ်းမယ်ဆိုရင်အရှိလေပိုင်းဒေသမှာအစိုးရလက်အောက်ခံမဟုတ်တဲ့အင်အားအကြီးဆုံးလက်နက်ကိုင်အဖွဲ့ရဲ့လက်နက်ဖြတ်သိမ်းမှုဖြစ်လာမှာဖြစ်ပါတယ်။အစ္စရေနဲ့စစ်ပွဲဖြစ်ပွားခဲ့တဲ့နောက်ဟစ်ဘိုလာထိပ်သီးကောင်းဆောင်တွေတည်ဆုံခဲ့တယ်လို့ဆီးရီးယားနိုင်ငံရှိဟစ်ဘိုလာအဖွဲ့ရဲ့မဟာမိတ်ဖြစ်တဲ့ဆီးရီးယားသမ္မတအာဆတ်အစိုးရအဖွဲ့လည်းပြုတ်ကြခဲ့တာကြောင့်ဟစ်ဘိုလာအဖွဲ့အတွက်အားနည်းလာခဲ့ပါတယ်။အစ္စ ရေးနဲ့အမေရိကန်တို့ဟာဟစ်ပိုလာအဖွဲ့ကိုလင်းမြန်စွာလက်နက်ဖြတ်သိမ်းမှုတိုက်တွန်းနေပေမယ့်ဘယ်အချိန်မှဘယ်ပုံစံမျိုးနဲ့လက်နက်ဖြတ်သိမ်းမယ်ဆိုတာကိုတော့ရှင်းလင်းစွာမသိရသေးတာပါလက်ပနုံတမရဂျိုးဆပ်အာဝင်ကလည်းနိုင်ငံအတွင်းရှိလက်နက်တွေအားလုံးကိုအစိုးရရဲ့ထိန်းချုပ်မှုအောက်မှာသာထားရှိမယ်လို့ကတိပြုခဲ့ပါတယ်အဲဒါကြောင့်အများစုကတော့ဟစ်ပိုလာအဖွဲ့ကိုအတင်းကျပ်လက်နက်ဖြတ်သိမ်းမယ်ဆိုရင်လက်ပနုံစစ်တပ်နဲ့ဟစ်ပိုလာအဖွဲ့အကြားပြည်တွင်းစစ်ဖြစ်ပွားလာမယ့်အခြေအနေကိုရောက်ရှိသွားနိုင်တဲ့အခြေအနေကိုစိုးရိမ်နေကြပါတယ်လက်ပနုံစစ်တပ်ကလည်းပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကအစ္စရေးနဲ့အပြစ်ခတ်ရစေးသဘောတူညီမှုရရှိခဲ့တဲ့နောက် အစ္စရေးနဲ့ထိစပ်နေတဲ့လက်ဗနွန်နယ်စပ်အနီးမှာရှိတဲ့ဟစ်ဘိုလာဖွဲ့ရဲ့အခြေခံအဆောက်အုံတွေက90ရာခိုင်နှုန်းကိုဖျက်သိမ်းခဲ့ပြီဖြစ်ကြောင်းလုံခြုံရေးသတင်းရင်းမြစ်တွေက AP 30ရာမှာပြောကြားခဲ့ပါတယ်။လီတာနီမြစ်ရဲ့တောင်ပိုင်းဒေသကအခြေခံအဆောက်အုံ90ရာခိုင်နှုန်းကိုကျွန်တော်တို့ဖျက်သိမ်းခဲ့ပါတယ်လို့အမည်မဖော်လိုတဲ့လက်ဗနွန်အရာရှိတူက AFP ကိုပြောကြားခဲ့ပါတယ်။အစ္စရေးနဲ့လက်ဗနွန်အကြားအပြစ်ခတ်ရစရေးသဘောတူညီချက်အရာလက်ဗနွန်စစ်တပ်ဟာလီတာနီမြစ်ရဲ့တောင်ပိုင်းဒေသရှိအစိုးရရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့စစ်ကမ်းတွေအလုံးကိုဖျက်သိမ်းဖို့နဲ့လက်နက်တွေကိုသိမ်းဆည်းဖို့လိုအပ်မှာဖြစ်ပါတယ်။ အမေရိကန်နဲ့ယူကရိန်းတို့တပ်တူတူဖော်ရေးစာချုပ်ကိုချုပ်ဆိုလိုက်တဲ့ဆွေသတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်အလိုရှိနေတဲ့ယူကရိန်းရဲ့တပ်တူတွေကိုအမေရိကန်ကတူဖော်ခွင့်ရရှိမဲ့သဘောတူစာချုပ်ကိုအမေရိကန်နဲ့ယူကရိန်းဟာ AP 30ရက်ကချုပ်ဆိုခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။အဒီစာချုပ်ကြောင့်အမေရိကန်ဟာယူကရိန်းရဲ့တပ်တူတွေကိုတူးဖို့ကွင်းနဲ့ယူကရိန်းနိုင်ငံပြန်လည်ထူထောင်ရေးမှာရမုံငွေတွေရင်းနှီးမြှုပ်နှံကွင်းရရှိမှာဖြစ်တယ်လို့ထရန့်ကပြောကြခဲ့ပါဗျ။မီရှာတပ်တူတွေအပါအဝင်အလွန်အရေးကြီးတဲ့တပ်တူတွေဟာယူကရိန်းမှာအများပြားရှိနေပါဗျ မီရှားတပ်တူတွေဆိုတာကလျှက်စစ်ကားတွေ၊မိုဘိုင်းဖုန်းတွေ၊ဒုံးကျည်စနစ်တွေနဲ့အခြားလျှက်စစ်ပစ္စည်းတွေအတွက်စွန့်ရင်ပေးနိုင်တဲ့တန်လိုက်တွေကိုပြုလုပ်ရမှာအသုံးပြုတဲ့တပ်တူအမျိုးအစား18မျိုးဖြစ်ပါတယ်။အဲ့ဒီမီရှားတပ်တူတွေအပါအဝင်တပ်တူအမျိုးအစားပေါင်း90ခန့်ဟာအလွန်အရေးကြီးတဲ့တပ်တူတွေအဖြစ်အမေရိကန်ဘူမိပေဒါလေလာရေးအဖွဲ့ကယူဆထားပါတယ်။အလွန်အရေးကြီးတဲ့တပ်တူတွေဟာကာကွယ်ရေး၊နှိပညာမြင့်ပစ္စည်းတွေ၊လေကြောင်းအာကာသ၊အစိမ်းရောင်စွန့်ရင်လိုစက်မှုလုပ်ငန်းတွေအတွက်အလွန်အရေးကြီးပါတယ်။ ။ယူကရိန်းမှာဥရောပသမဂ္ဂကသတ်မှတ်ထားတဲ့တပ်တူအမျိုးအစား34ခုတည်းက22ခုရဲ့တပ်တူတိုက်တွေရှိနေပြီးအဲ့ဒီတပ်တူတွေဟာစစ်လုပ်ရေးပစ္စည်းတွေ၊ဖာရိုအလွိုင်းနဲ့မေရှားတပ်တူအချို့ရှိနေပါတယ်။ယူကရိန်းမှာရုံမြင့်တန်ကြားတွေမိသီးတွေပြုလုပ်ရမှာအသုံးပြုတယ်။လန်တန်နန်နဲ့ဆီရီယန်တပ်တူတွေလေယာလျက်စစ်ထုတ်ယူတဲ့တာပိုင်တွေလျက်စစ်ကပက်ထရီတွေပြုလုပ်ရမှာအသုံးပြုတယ်။နီယိုတေမီယန်တပ်တူတွေရှိကြောင်းယူကရိန်းရဲ့ဘူမိပေဒါအင်စတီကျူကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီနောက်နျူကလ িয়ার စွမ်းအင်မလေဆာရောင်ခြည်အထိထုတ်ကုန်အမျိုးမျိုးမှာအသုံးပြုတယ်။ RBN နဲ့ရေထွေးရန်တပ်တူတွေလည်းရှိကြောင်းယူကရိန်းရဲ့ဘူမိပေဒါအ Institute ကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအပြင် Ukraine ဟာ Lithium, Beryllium, Manganese, Gallium, Zirconium, Graphite, Apatite, Fluorite နဲ့ Nickel တို့ကိုအဓိကထုတ်ပြန်ပေးတဲ့နိုင်ငံဖြစ်တယ်လို့ကမ္ဘာစီးပွားရေး Forum ကပြောကြားခဲ့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့ကိုတင်းမာမှုဖြစ်လျှော့ဖို့အမေရိကန်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်နိုင်ငံသား၏ဝန်ကြီးမာကိုရူဘီယိုကတင်းမာမှုတွေကိုဖြေလျှော့ကြဖို့အိန္ဒိယနဲ့ပါကစ္စတန်အကြီးအကဲတာဝန်ရှိသူတွေကိုတိုက်တွန်းခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါဗျာ ကက်ရှမီးယားမှာလွန်ခဲ့တဲ့သတင်းပတ်ကလူသေဆုံးမှုတွေရှိခဲ့တဲ့တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့တဲ့နောက်ရူဘီယိုကအခုလိုတိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။ AP 30ရမှာရူဘီယိုကတင်းမာမှုတွေကိုဖြေလျှော့ကြဖို့ပါကစ္စတန်ဝန်ကြီးချုပ်ရှာဘတ်ရှရီဖ်နဲ့အိန္ဒိယနိုင်ငံကြီးဝန်ကြီးဂျန်ရှန်ကာတို့ကိုတိုက်တွန်းခဲ့ပါတယ်။အိန္ဒိယကပါကစ္စတန်ကိုလက်တလော့ဖြစ်ပွားတဲ့တိုက်ခိုက်မှုကိုအပြစ်ထောက်ခံခဲ့တယ်လို့ဆွဆွဲပြောကြားပြီးနောက် ပါကစ္စတန်ကိုအပြစ်ပေးသွားမယ်လို့ကြေပြူထားပါတယ်။ဒါပေမဲ့ပါကစ္စတန်ကတော့အဲ့ဒီတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပါဝင်ပတ်သက်ခြင်းမရှိကြောင်းညှင်းဆိုထားပါတယ်။နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့ပြိုင်ဘက်အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာအချင်းချင်းတန်တမန်စီမံချက်တွေချမှတ်ခဲ့ကြတာနေဆက်တွေနဲ့လေကြောင်းဖြတ်တန်းသွားလာမှုတွေကိုပိတ်ပင်ကြောင်းကြေညာခဲ့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်နယ်စပ်မြေတစ်လျှောက်မှာနှစ်ဖက်စစ်သားတွေကအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ရူဘီယိုကဂျန်ရှန်ကာနဲ့တွေ့ဆုံချိန်မှာလွန်ခဲ့တဲ့သတင်းဘက်ကဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးစိတ်မကောင်းဖြစ်မိကြောင်းအကြမ်းဖက်ဝါဒတိုက်ဖြတ်မှုမှာအမေရိကန်အနေနဲ့အတူပူးပေါင်းပါဝင် ်သွားမှာဖြစ်ကြောင်းထပ်လောင်းအတည်ပြုခဲ့တယ်လို့အမေရိကန်နိုင်ငံသားကြီးဌာနပြောရေးဆိုခွင့်ရှိသူတမ်မီဘရုစ်ကပြောကြားခဲ့ပါတယ်။ရူဘီယိုကရှရစ်နဲ့ AP 30ရဲ့ညနေခင်းမှာစကားပြောကြားခဲ့ပြီးငင်းငယ်ကြီးနဲ့တည်ငြိမ်ရေးကိုဖော်ဆောင်မှုအတွက်နှစ်ဦးနှစ်ဖက်အတူပူးပေါင်းဆောင်ရွက်ကြဖို့လိုအပ်ကြောင်းပြောကြားခဲ့တယ်လို့ပါကစ္စတန်ကထုတ်ပြန်ထားပါတယ်။ CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်။ ဘောလူပွဲမတက်သေးဘူးလို့ကစားသမားတွေကို United နီးပြအာမရင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ United အသင်းဟာ Europa League Semi Final ပထမအကြော့အဝေးဝင်ပွဲစဉ်မှာ Bilbao အသင်းကို3ဂိုးကိုမရှိနဲ့ခိုးပြတ်အနိုင်ရရှိခဲ့ပေမယ့်နီးပြအာမရင်ကသူတို့ဘောလူပွဲကိုတတ်နိုင်ခြင်းမရှိသေးဘူးလို့ကစားသမားတွေကိုသတိပေးခဲ့ပါတယ်။အမရိကဒါကအကောင်းဆုံးရလက်လို့ကျွန်တော်ထင်ပါတယ်။ဘာလို့လဲဆိုရင်ဘယ်သူကမှဒီရလက်မျိုးကိုမမျှော်လင့်ထားလို့ပါ ။ Old Trafford မှာလည်းဒီလိုတူညီတဲ့ရလက်မျိုးဖြစ်ပေါ်လာနိုင်လို့ကျွန်တော်တို့ပြင်ဆင်ထားဖို့လိုပါတယ်။အဝေးကိုစီးမြင်မရှိတာကြောင့်ဘာမှမဆိုးပြောင်းလဲသွားနိုင်ပြီ။ဒါကကစားသမားတွေကိုကျွန်တော်ပေးချင်တဲ့ message ပါ။ဒီပွဲရဲ့အစားပိုင်းမှာကျွန်တော်တို့ရုန်းကန်ခဲ့ရပါပြီ။ Twin ကိုနဲ့အနီကပ်ကပွဲကိုပြောင်းလဲသွားခဲ့ပါတယ်လို့ပြောခဲ့တာပါ။ Bilbao အသင်းကဒီပွဲစဉ်ရဲ့ပွဲချိန်မိနစ်20ကျော်အထိ United အသင်းကိုကိုးရနိုင်မဲ့အခွင့်အရေးအများပြားဖန်တီးပြီးချိန်ချောက်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ Casemiro ရဲ့ကောင်းတိုက် Twin ကို penalty နဲ့အနီကပ်ပြစ်ဒဏ်တွေက Bilbao အသင်းကိုအိမ်ငွေ့မှာကိုးပြတ်ရှုံးနေမှုဖြစ်ခဲ့တာပါ။ United အသင်းအတွက်နောက်ထပ်အတွင်းကိုနှစ်ခုကိုအသင်းကောင်းဆောင် Bruno Fernandes ကတွင်ယူခဲ့တာဖြစ်ပါတယ် United အသင်းဟာ Europa League Semi-final ပထမကြော်ပွဲစဉ်မှာကိုပြတ်အနိုင်ရရှိခဲ့တာကြောင့်ဘိုလူပွဲတက်ဖို့နှိစက်သွားခဲ့ပြီးနီးပြအမရင်ကဒုတိယအကြော်ပွဲစဉ်အတွက်ပြင်ဆင်ဖို့လိုအပ်တယ်လို့သတိပေးခဲ့ပါတယ်ပီဘာဝအသင်းနီးပြဗဲလ်ဗာဒီက United အသင်းတိုက်စစ်မှုဟော့ချလန်ကို goal area ထဲပြစ်ဒဏ်ကျုလို့နေဆိုပြီးနောက်ခံလူ Vivian ကိုတိုက်ရိုက်အနီးကပြတ်တာက penalty ပေးခဲ့တဲ့ကွင်းလယ်တိုင်းလူကြီးရဲ့ဆုံးဖြတ်ချက်ကိုဒေါသထွက်နေခဲ့တာပါပီဘာဝအသင်းနီးပြဗဲလ်ဗာဒီက ဒီဖြစ်ရပ်မတိုင်ခင်မှာ United အသင်းတောင်ပံကစားသမားခန္ဓာချိုးဘောလုံးကိုလက်နဲ့ထိခဲ့ပေမယ့်ကွင်းလဲတန်လူကြီးကစက်ပြီးကစားစီခဲ့တာကိုဝေဖန်မှုပြုလုပ်ခဲ့ပါတယ် United နဲ့ Bilbao အသင်းတို့ရဲ့ UEFA League Semi Final ဒုတိယအကြိမ်ပွဲစဉ်ကိုမေလ9ရက် Old Trafford ကွင်းမှာရှင်ပြိုင်သွားမှာဖြစ်ပါတယ် CNI သတင်းဌာနရဲ့2025ခုနှစ်မေလ2ရက်နေ့အတွက်နောက်ဆုံးရရှိခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပါပေးသူများအားလုံးစိတ်ချမ်းသာကိုကျန်းမာကြပါစေခင်ဗျာ။